ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်မြန်မာနိုင်ငံမှစာတင်ကြောင်းတွေဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအတွက်အိန္ဒိယနိုင်ငံတွေနဲ့နိုင်ငံတကာတိုင်းပြည်တွေပူးပေါင်းပါဝင်ပေးကြဖို့ NUG ကဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ် မြန်မာနိုင်ငံမှာစာတင်ကြောင်းတွေ၊ BN ရဲ့ကင်းရှင်းရေးအစီအမံတွေအတွက်အင်းကြီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာတိုင်းပြည်တွေပူးပေါင်းပါဝင်ပေးကြဖို့ NUG ကဖိတ်ခေါ်လိုက်ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း Press Briefing အစီအစဉ်မှာဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။မြန်မာနိုင်ငံမှာကလင်းငယ်တွေလုံခြုံစိတ်ချစွာအသက်အန္တရာယ်ကင်းရှင်းစွာပညာသင်ယူနိုင်ရေးမြို့သားညီညွတ်ရေးအစိုးရအနေနဲ့ဆောင်ရွက်လျက်ရှိတဲ့ BN ရဲ့ကင်းရှင်းရေးအစီအမံတွေအတွက် အိန္ဒိယနိုင်ငံတွေနိုင်ငံတကာတိုင်းပြည်တွေကလေးသူငယ်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။မြန်မာနိုင်ငံကကလေးငယ်တွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ကိုမဆုံးရှုံးစေဖို့အတွက်ခင်မီလေကြောင်းအချက်ပေးစနစ်တွေဘုံတန်ခံနိုင်တဲ့ခွန်လုံရနေရာတွေအရေးကြီးလိုအပ်နေတာဖြစ်ပါတယ်လို့ပြောပါတယ်။ မေလာစနေရက်တပရင်မြို့နယ်အိုထင်းတွင်ကျေးရွာစာတင်ကျောင်းကိုစကားစလေးတက်ကဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်နှင့်ဆရာဆရာမ24ဦးသေဆုံးခဲ့ပြီးတရားကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်ဒေါန်ဆန်းစုကြည်ဤ80ပြည့်မွေးနေ့အထိမ်းအမှတ်မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့အားမေတ္တာရက်ခံတိုက်တွန်းချက်ကို NLD ပါတီထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဒေါန်ဆန်းစုကြည်ဤ80ပြည့်မွေးနေ့အထိမ်းအမှတ်မြန်မာနိုင်ငံသူနိုင်ငံသားတို့အားမေတ္တာရက်ခံတိုက်တွန်းချက်ကို NLD ပါတီမှထုတ်ပြန်ထားပါတယ်။ဒေါန်ဆန်းစုကြည်သည်မြန်မာနိုင်ငံအားဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအပြည့်အဝအမတ်ခံချက်ရှိသော ဖရယ်ပြည်တော်စုဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက်နိုင်ငံရေးနီးလမ်းများဖြင့်ဆွန့်လွတ်စွန့်စားကြိုးပမ်းဆောင်ရွက်မှုများကြောင့်စစ်အာဏာရှင်အဆက်ဆက်တို့၏ဥပဒေမဲ့မတရားဖမ်းဆီးအကျဉ်းကျခံခဲ့ရသည်မှာ1989ခုနှစ်ဇူလိုင်20ရက်နေ့မှ2010ခုနှစ်နိုဝင်ဘာ23ရက်နေ့အထိကာလအတွင်း15နှစ်လေးလခန့်ရှိခဲ့ပြီးကဘာကျော်တပရင်းရေးခင်းကဲ့သို့လောက်ကျန်တက်ဖြတ်ရန်ကြံစည်မှုများလည်းအကျဉ်းချင်းရှိခဲ့တယ်လို့ဖော်ပြပါဗျာ။ ကိုကျိုးစည်းပွားအတွက်ဆရာနာရှင်စနစ်ကိုထူထောင်လို့သောအကျန်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကဥပဒေမဲ့အာနာသိန်းကရွေးကောက်ပွဲအနိုင်ရပါတီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးထားဒီမှာယနေ့ဆိုရင်1590ရက်တည်တည်ရှိပြီဖြစ်တယ်လို့ဖော်ပြပါဗျာ။မတရားအကျဉ်းချခံနေရသောလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် တိုင်းပြည်အနာဂတ်အတွက်အရေးပါဆုံးသောလုပ်ငန်းစဉ်တစ်ခုအဖြစ်ခံယူပါသဖြင့်ဒေါန်ဆန်းစုကြည်ကိုလေးစားချစ်မြတ်နိုးသူများအနေဖြင့်လုပ်ငန်းနှစ်ရပ်ကိုပါဝင်လှုပ်ဆောင်ကြရန်မြစ်တာရက်ခံတိုက်တွန်းအပ်တယ်လို့ဆိုပါတယ်။ ဒေါန်ဆန်းစုကြည်၏အသက်80ပြည့်မွေးနေ့ဖြစ်သော2025ခုနှစ်ဇွန်လ19ရက်နေ့မနက်၈နာရီတိတိတွင်မိမိတို့နေအိမ်တွင်သို့မဟုတ်ရောက်ရှိရာအဆောက်အဦအတွင်း၌မိမိတို့ကိုယ်ပွဲယုံကြည်ရာဓလေ့အတိုင်းဒေါန်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုဆန္ဒပြုလျက်ဆုတောင်းမြတ်တာပို့ခြင်းကို ရှင်းမင်းကြာဆောင်ရွက်ပေးကြရန်နှင့်ဒေါန်ဆန်းစုကြည်၏တားငယ်မစ္စတာကင်ခဦးထိန်လင်းဦးဆောင်သောမွေးနေ့ဆုတောင်းစကားပြောခြင်းအစီအစဉ် Happy Birthday Su Video Challenge Night ပါတီဝင်ဒုတိယလုံးနှင့်ပြည်တွင်းပြည်ပရှိနိုင်ငံသားအပေါင်းတို့အပြည့်အဝပူးပေါင်းပါဝင်ပေးကြရန်မေတ္တာရက်ခံတိုက်တွန်းအပ်တယ်လို့ဆိုပါရခင်ဗျာဆလဘီမင်းအွန်လိုင်းဥဆောင်တဲ့အကျန်းဖတ်စစ်တပ်ဤကျူးလွန်မှုတွေကိုမင်းမပြစ်ဖို့အရေးကြီးတယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ မင်းအွန်လိုင်းဥဆောင်တဲ့အကျန်းဖက်စစ်တပ်ကျူးလွန်မှုတွေကိုမင်းမပြစ်ဖို့အရေးကြီးတယ်လို့မြို့သမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်ဤတင်စာမောင်ကဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။မင်းအွန်လိုင်းဥဆောင်တဲ့အကျန်းဖက်စစ်တပ်ကျူးလွန်မှုတွေကစစ်ရေးပြစ်မှတ်မဟုတ်ဘဲရဲသားပြစ်မှတ်အဖြစ်လေကြောင်းနဲ့အစုလိုက်အပြုံလိုက်လူသက်ပွဲတွေကတချို့ကိုဒီဗီဒီယိုမှာဖော်ပြလိုက်ပါတယ်။ ဆီအာနာသိန်းကာလ2021ခုနှစ်ဖေဖော်ဝါရီလမှ2025ခုနှစ်မေလကုန်အထိတည်ဆုံသူကလေးဦးရေဟာ1162ဦးရှိခဲ့ပါပြီ။ပြည်သူတွေမမေ့ဖို့အရေးကြီးပါတယ်လို့ဆိုပါရယ်။အကြံဖက်စစ်တပ်ဟာသခိုင်း၊မကွေး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အပါအဝင်ကရင်နီဒေသတွေကို နေ့စဉ်ရက်ဆက်လေကြောင်းကတိုက်ခိုက်လျက်ရှိပါရယ်ခင်ဗျာ။ဆက်လက်ပြီးတအောင်းပြည်ကောင်စီတအောင်းလန်းကောင်ဆယ် TLC ကို ဖွဲ့စည်းမှုကို အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB အနေဖြင့်အထူးပင်ဂုံယူဝမ်းမြောက်တဲ့သတင်းကိုတင်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ9ရက်တွင်တအောင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ TPCCE ထုတ်ပြန်ကြေညာချက်မှတဆင့်တအောင်းပြည်ကောင်စီတအောင်းလန်ကောင်ဆယ် TLC ကိုဖွဲ့စည်းပြီးကြောင်းထုတ်ပြန်ကြေညာခြင်းကိုသိရှိရသဖြင့်အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB အနေဖြင့်အထူးပင်ဂုံယူဝမ်းမြောက်မိတယ်လို့ဆိုပါတယ်။ 2025ခုနှစ်ဇွန်လ1ရက်နေ့မှ3ရက်နေ့အထိ3ရက်တိုင်းတိုင်းအောင်မြင်စွာကျင်းပပြီးစီးခဲ့သောတအောင်းမျိုးသားပါတီ TNB ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF TNL နှင့်တအောင်းရက်ဖက်ဖွဲ့စည်းများဟူသည့်စုအဖွဲ့3ဖွဲ့၏ထိပ်သီးကောင်းဆောင်များစုစုပေါင်း83ဦးတက်ရောက်သောတအောင်းနိုင်ငံရေးအတိုင်းပင်ခံကောင်စီ TPCC ၏နိုင်ငံရေးထိပ်သီးအစည်းအဝေးကြီး၌တောင်းပြီးတော်လှန်ရေးကာလအစိုးရအစီအမံကိုအတည်ပြုနိုင်ခဲ့၍ တအောင်ပြည်၏တော်လှန်ရေးကာလတွင်အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်တအောင်ပြည်ကောင်စီတအောင်လန်းကောင်စီ TLC ကိုဖွဲ့စည်းဆောင်ရွက်ရန်တညီတညွတ်ထဲဆုံးဖြတ်နိုင်ငံချင်းအပေါ်ရွှေလန်းအားတက်ရတယ်လို့ဆိုပါတယ်။2025ခုနှစ်အတွင်း၌တအောင်ပြည်ကောင်စီအနေဖြင့်ရည်ရထားသည့်အတိုင်းတအောင်ပြည်တော်လှန်ရေးကာလပြည်သူအစိုးရတရက်ကိုအမြန်ဆုံးဖွဲ့စည်းဆောင်ရွက်နိုင်ပါစေကြောင်းကိုလည်းဆုမွန်ကောင်းပို့သအပ်တယ်လို့ဆိုပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစလင်းကြီးမြို့နယ်မီလင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေအားကွင်းစင်းစစ်ဆေးတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းရင်းမပင်ခရိုင်ဆလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကခြေရွာများရှိမီလင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေအားကွင်းစင်းစစ်ဆေးခဲ့ပြီးခြေရွာမီကော်မတီများနှင့်တွေ့ဆုံကာဝင်ကြီးဌာနမှအချက်မှတ်ထားသောမူဝါဒများညွှန်ကြားချက်များလိုက်နာရန်ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက်ကျေးရွာမီကော်မတီများနှင့်အလိုက်မင်းများလိုက်နာရမည့်စာဆောင်များလျှက်စစ်အန်ရဲကင်းရှင်းရေးစာဆောင်များလည်းပေးရခဲ့တယ်လို့သိရပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်ချင်းပြည်နယ်တွန်းဆန်မြို့အနီး Richter scale ၄ဒသမအဆင့်နှင့်အင်အားနည်းငယ်ရှိသည့်မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ10ရက်နေ့မြန်မာစံတော်ချိန်နနက်7:58မိနစ်အချိန်တွင် ချင်းပြည်နယ်တွန်းဆန်မြို့အနီးမော်လိုက်မြို့၏အနောက်ဘက် နောက်တောင်ဘက်31ကီလိုမီတာအကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြု၍ Richter scale ၄ .0 အဆင့်နှင့်အင်အားအနည်းငယ်ရှိသည့်မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ငလင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုများရုံနေစေရန်အတွက်ဆောင်းရန်ရှောင်းရန်သတိပြုရန်များနှင့်အညီနေထိုင်ကြရန်အတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီမှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ